င်္ဂလာပါရှင်ကောင်းမခေတ်တဲ့တရေဌာနမှဇူဇူလိုက်ပါရရှင်ယခုချိန်မှစာပေနောက်ဆုံးရတဲ့များကိုစီရင်ခံတန်းဆက်ပေးပါရမရှင်ပထမဆုံးတဲ့အနေနဲ့ဆန်ရှင်၆မှတ်ခံထားရတဲ့အတွက်အခက်အခဲရှိကြောင်းစစ်ကောင်းဆောင်ဝန်ခံဆိုတဲ့တရေမဲ့ဖြစ်ပါရရှင်နိုင်ငံတကာ၏တံခတ်ပိတ်ဆို့မှုများကစကောင်းစီပေါ်တရားမှုရှိပြီးအခက်အခဲရှိစေကြောင်းအာဏာသိမ်းစစ်ကောင်စာပို့ဆောင်မှုခြင်းမင်းအွန်လိုင်းကမတ်လ21ရက်နေ့ညဖြိုရင်ပြည်လို့တဲ့အခမ်းအနားတစ်ခုတွင်ဝန်ခံပြောဆိုလိုက်သည် ရုရှားတရုတ်အိန္ဒိယထိုင်းအပါဝင်ရေပောက်နိုင်ငံစုမှကျွမ်းကျင်တင်ညာရှင်များစက်ကောင်စီခွဲဝေများနှင့်လေးလာသူများပါဝင်တက်ရောက်သည့်2025အလောင်းဘိုးဝင်ယူကဘာတွင်မြန်မာနိုင်ငံစုံတွေ့လာရမည့်စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများကောင်းစင်ဖြင့်သုံးသက်ဆွေးနွေးပွဲတွင်အာဇနာအရမိန်ကုန်းဖွင့်ပြပြီးသုံးစင်းနှင့်ထမံပြောဆိုသွားခြင်းဖြစ်သည် session လုပ်လို့ရှိရင်လို့ဒါတော့ impact တခုတော့ရှိပါလိမ့်မယ်သို့တော်လည်းတဖြည်းဖြည်းနဲ့အရိနိုင်ငံတွေကသူတို့ရဲ့အခက်အခဲကိုကြိုလာဖို့အောက်စုတွေဖွဲ့ပြီးလှုပ်လာရင် climate တွေဖြစ်လာရင်ပိုဆိုးမှာဖြစ်တယ်လို့စစ်ကောင်ဆောင်ကပြောလေဇေယျဆွေမှုကျူးလွန်မှုများနဲ့အလူအခွင့်ရေးချိုးဖောက်မှုများပြုလုပ်သည့်ဆွဆွဲခံရသောစစ်ကောင်စီပေါ်အနောက်နိုင်ငံများကဒဏ်ခတ်ပိတ်ဆို့မှုများရှိနေသည် အခုလည်းကျွန်တော်တို့အပေါ်မှာဆန်ရှင်လို့ထားတာကျွန်တော်တို့ကိုကိုနေလက်ကိုဟန်နဲ့ကြော်လွားနေရပဲခေရှင်းလို့ရနေရပဲအခက်ခဲရောရှိရမှန်ပါသို့တော်လေခေရှင်းလို့ရနေရဒါကြောင့်ကျွန်တော်တို့ကတော့ဒီဟာတွေကြော်လွားနိုင်ဖို့ဆိုရင်တစ်ဖက်ကလည်းကိုလေစူးစားအထောက်မှုလိုအပ်တယ်လို့တစ်ဖက်မှလည်းနိုင်ငံရေးနည်းလမ်းအရာတစ်ဖက်ကဒါရီဖြေရှင်းကြရမှလည်းဖြစ်ပါတယ်ဟုသူကချက်ပြောသည် အမေရိကန်နဲ့ဥရောပသမဂ္ဂ EU ကလည်းဗိုလ်ချုပ်မူကြီးမင်းအွန်လိုင်းအပါအဝင်စကောင်းစီအဖွဲ့ဝင်များစကောင်းစီနဲ့ဆက်နွယ်နေသည့်စီးပွားရေးလုပ်ငန်းရှင်များပေါ်ဆန်ရှင်ချမှတ်ထားသည်အသက်68နှစ်ရွေးစကောင်းဆောင်ဟာစီးပွားရေးမြင့်တရင်မလွဲမသွေလှုပ်ဆောင်ရလို့ကြောင့်၎င်း၏တွေ့ရှိချက်များအရမြန်မာနိုင်ငံ၏ GDP သည် vegan 60နှင့်80ကျားရှိကြောင်းလာမည့်ပင်နာနေတွင်87ဘီလီယံထိမြောက်မှန်းထားပြီးလှုပ်ဆောင်နေသည်ဟုဆိုသည် ချိုးပြီးတန်းထောင်နေစီတို့ဒေတာတွင်နိုင်ငံများကိုကုန်တွင်ပို့နိုင်စိတ်ကူးစိတ်တန်တစ်ခုကိုပြောသားခဲ့သည် ေတာရင်းလူရေတန်ပေါင်း၄000နီးပါးလောက်ရှိတဲ့နိုင်ငံထဲမှာလူဦးရေတဝက်လောက်ပဲဖနန်စီရဲထားဝန်၁၀ဘီလီယံကွယ်၂ဘီလီယံလောက်ကဖနန်လိုပါတယ်။သူတို့နိုင်ငံတွေအဲဒီသက်ဆိုင်ရာနိုင်ငံတွေကလိုအပ်တဲ့သင်္ကန်းစားကြပစ္စည်းတွေသူတို့စီမှာအလောင်းလားမရှိဘူး။မရှိရင်ဒါရီကိုကျွန်တော်တို့ကတင်ပို့ရောင်းချမယ်ဆိုရင်ထုတ်လုပ်ရောင်းချမယ်ဆိုရင်အများကြီးပဲဒီတစ်ခုတည်းတည်းတချို့လေးရှောက်ရှောက်ကြံ့ကြံ့ပြောတဲ့လူတွေးမှာပေါ်ပြဖို့သူကပြောတယ်။ လက်ရှိရင်ဒီဗီဆိုင်ရာလောဒမာရေရာဖွဲ့အယလိုအုတ်ချုပ်ရဖွဲ့ကစေကောင်းစီကိုအယလိုပုံမှ33ရာပိတ်ဆို့အေးယူရင်ငွေငွေရလန်းဖြတ်တောင်းရန်ဆုံးခင်မှုမူကျန်းချမှတ်ထားတဲ့အတွက်စေကောင်းစီအတွက်ပိတ်ဆို့အေးကယူခဲ့ရမှုများထပ်တိုးလာဝဲလက်ရှိနေသည်ဆလဘီပြည်ရင်းပြည်ပါဖွဲ့စည်းများကတမတော်ပြုတ်ပွဲအောင်လုပ်နေသည်ကိုဒုစစ်ကောင်စီဝင်ပြောဆိုရေးကိုတင်ဆက်ပေးပါမယ်ရှင်။ နိုင်ငံတော်၏အထက်ကော်ဝေးအင်အားစုဖြစ်သည့်မြန်မာတံမရောအပြုတ်ကွင်းရန်တော်လိုင်းပွဲစည်းများပောင်းဝင်ပြည်တွင်းပေပါပွဲစည်းများကပြုလုပ်နေသည်ဟုအာနာနိုင်တူဆဲကာဆောင်ဒုတိယပူဇော်မှုကြီးဆိုရင်းကပြောသည်။ရှမ်းပြည်နယ်တောင်ပိုင်းရှိကလောတက်နယ်ကတပွဲဝဲများဖြင့်မတ်လ20ရက်နေ့ကတွေ့ဆုံရပြီးဒုတိယပူဇော်မှုကြီးဆိုရင်းကပြောဆိုခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်ကြီးငယ်ရေးကိုမလိုလားတဲ့ပြည်ရင်းဒီဖာကဖွေစည်းပြီးလူပုဂ္ဂိုလ်တွေကတမတော်ပြုခွဲအောင်စတဲ့ပြည်သူသွေးခွဲအောင်နေလမ်းမျိုးစုံနဲ့ဆောင်ရွက်ရရှိပါတယ်။ဒါကြောင့်တမတော်အနေနဲ့နိုင်ငံတော်ရဲ့ချုပ်ချာအာနာတီယန်ခိုင်းနေရတဲ့ဒုဒဝင်ရေးသုံးမဟုတ်ဥထိတ်တော်ပြီးဆောင်ရွက်နေတယ်ဟုစိုးဝင်းကပြောဆိုခဲ့သည်။ NCA လက်မှတ်ရေးထိုးထားသည့်လက်နက်ကိုင်ဖွဲ့ချုပ်နှင့်ခြားသောတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ပူးပေါင်းပြီးတမရော်အာနောရှယ်တိုက်ခိုင်းနေသည်ဟုလည်းဒုစစ်ကောင်စာစိုးရင်ဟာဆိုသည် ဒီဘက်ကဒေထိုမြောက်ပေမူရီကြောင့်လည်းအကျဉ်းဖက်ဖွေးစည်းတွေပေါ်ပေါက်လာပြီးနိုင်ငံတွင်းလုံခြုံရေးနဲ့တင်းငိမ့်အေဂျင့်မှုမရှိစေဖို့နိလန်ပေါင်းစုံနဲ့လှုံ့ဆော်နေကြတယ်လို့လည်းပြောဆိုခဲ့သည်နိုင်ငံတော်တင်ရည်ရင်းနှင့်ဖွေးဖြိုးတိုးတက်ရေးအတွက်လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲကို2025ခုနှစ်ကုန်ပိုင်းသို့မဟုတ်2026ဇန်နဝါရီလရင်ကျင်းပပေးသွားမည်ဟုဆိုဝင်ကပြောသည် ဆနာမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့အခွင့်အရေးတွေနဲ့နာမှုမရှိစေဖို့နဲ့နီလမ်းမှန်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ရွေးဖို့ကာလပြဋ္ဌာန်းချက်တွေနဲ့ညီဆောင်ရွက်ပြီးစီပါကလက်နက်ဗီတရားမြတ်တဲ့ပါတီစုံဒီမိုကရေစီတွေရဲ့ခောက်ပွဲကြီးကိုကျင်းပကပေါ်ထွက်လာတဲ့အစိုးရကိုနိုင်ငံတော်တောင်းလဲပြောင်းပေးသွားမျိုးပြောဆိုခဲ့ခြင်းဖြစ်တယ် သို့တော်လည်းမြန်မာစစ်တပ်သည်နိုင်ငံတော်အာဏာအမတရားရယူထားတဲ့အတွက်လက်ရှိစစ်ကောင်စီအဖွဲ့သည်တရားဝင်မှုမရှိကြောင်းနဲ့စစ်ကောင်စီကကျင်းပမည့်ရွေးကောက်ပွဲမှာလည်းအထူးရောင်ရွေးကောက်ပွဲသာဖြစ်ကြောင်းထိုင်းသောတော်လည်းလက်နက်ကိုင်များနဲ့ဒီမိုကရေစီအင်အားစုများကပြောဆိုထားသည်လရှိရင်အာနာဒီစိတ်ကောင်းစင်းနဲ့ဆန္ဒရှင်အမြင့်ပြည့်ရေးအတွက်တိုင်းရင်းသားတွန်လေးလက်နက်ကိုင်များနဲ့၂၀၂၁ခုနှစ်နောက်ပိုင်းပေါ်ပေါက်လာသောပြည်သူ့ကောင်ရေးတပ်ဖွဲ့များကတိုက်ခိုက်နေကြသည် ရှိခိုးဆက်လက်တင်ဆက်ပေးမယ့်တွင်ကတော့စီရီတဲမာမှုကြောင့်လိုင်းကောစီတိုင်းလက်အုံပြုမှု KNDF ဖိတ်ပင်ဆွေးနွေးသေးမယ်ဖြစ်ပါရရှင်။ကရင်နေပြည်နယ်လွန်ကောစီဆိုင်လမ်းနှောင်းဆက်ကောင်စီတပ်ကစစ်ကြောင်းတူနေပြီးတိုက်ပွဲဖြစ်လာနိုင်တာကြောင့်အဲ့ဒီလမ်းကိုမက်ရှလ20ရက်နေ့ကစာပြီးတောင်းတမှုရှာယူပိတ်လိုက်တယ်လို့ကရင်နေမျိုးသားညံကောင်ရဲ့တပ် KNDF ကပြောအမှန်နဲ့ကထုတ်ပြန်ထားပါတယ် လိုင်ကောစီဆိုင်လမ်းမတစ်လျှောက်ရင်ကြီးရငယ်တွေနဲ့ခီးသွားတာရရရဲ့ဆိုင်မှုနေမြေလုံးစုံရေးချေနေရလိုင်းနာပေးကြဖို့နဲ့ဖင်လေတော်လာနိုင်တဲ့ရက်ကိုလည်းအတည်ပေးမယ်လို့ဆိုပါရယ်အနီမဖော်လို့တဲ့လိုင်ကောမြို့နေတွေကစစ်ပေးဒုက္ခတွေတူကနှစ်ဖက်စီရီတင်းမာနေပြီးတောက်ပွေးတွေဖြစ်လာနိုင်တယ်လို့ IFA ကပြောပါရယ်။နှစ်ဖက်ဆက်ဆိုင်ထားတဲ့ပုံစံမျိုးစစ်ကောင်စီဘက်ကလည်းစစ်တောင်းထိုးလာတယ်။အဲဒီဘက်ကဝေးတပ်ပွေးဘက်ကလည်းစစ်တောင်းပြနေတယ်တိုက်ပွဲကတော့ဖြစ်လာနိုင်တယ်။ ရန်ကုန်စီဆိုင်လမ်းမကရှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကိုအခြေကဆက်သွဲပေးထားတဲ့လမ်းဖြစ်တာကြောင့်ကုန်သွယ်ရေးအရေးပါပြီးလမ်းဖိတ်ထားရရချလိုက်ရင်တော့ကုန်စည်နှုန်းတွေမြင့်တက်လာနိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီအခြေအနေနဲ့ပတ်သက်လို့စကောင်းစီရဲ့ကယားပြည်နယ်ပြောခွင့်ရသူစကောင်းစီပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူးဦးစာနေမောင်ကို AFP ကဆက်သွဲခဲ့ပြီးမှဆက်သွဲလို့မရခဲ့ပါဘူး။ မက်ရှလာပထမဘတ်တဲကကရင်နေပြည်မှာစီတင်မာနေပြီးရှန်ကယ်ဆက်ရှန်တင်နေမှုပြေမျိုးမှာလဲစစ်ကောင်စီတန်နေကရင်နေပူပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေပါတယ်ကရင်နီပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာဖေဝါရီတိုက်ပွဲတွေအတွင်းရဲတောင်ငါးဦးသေဆုံးပြီးစေကန်းစာသင်ကျောင်းဘာသာရေးဆောင်အုံနဲ့ပါဝင်နေချောက်စေကန်းကျက်စီးခဲ့တယ်လို့ကရင်နီမျိုးသားများကရဲတက် KNDF ကမက်ရှလာလီယန်နီမှာထုတ်ပြန်ထားပါတယ် ဆလဘီအမျိုးသမီး30.4တန်းလူသားချင်းစာနာတော်တော်ဆိုင်ရာအကူအညီများရေးဖို့လိုအပ်နေဦးတပ်အမတ်ကြီးဦးကျော်မိုးတွန်းပြောဆိုတဲ့ငွေကင်းဆက်ပေးပါမယ်ရှင်။မြန်မာနိုင်ငံမှာလူသားချင်းစာနာတော်တော်မိုးအကူအညီတွေရေးဖို့လိုအပ်နေသူတန်း30ခန်းရှိပြီးအဆိုပါလူရည်တွေက30.4တန်းဟာအမျိုးသမီးတွေနဲ့ကလေးငယ်လေးတွေဖြစ်ကအနာဒေးစတဲ့ရဲ့ဆေးရဆွေးမှုကျွလွန်မှုတွေကိုခံစားနေရတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအငြိမ်းအငြိမ်းကိုယ်စားလှယ်တန်းမတိဦးကျော်မိုးတွန်းကပြောကြားလိုက်ပါတယ်။ ခုနိုင်69ချိန်ညာ Commission on the Status of Women CW ရဲ့အထွေထွေဆွေးနွေးမှုအစည်းအဝေးမှာတာမတ်ကြီးကထည့်သွင်းပြောကြားလိုက်တာပါစက်ကောင်စီကနိုင်ငံတွင်းရှိရတာပြည်သူတွေပေါ်ရက်ဆက်ကြံကြံမှုများစွာကျူးလွန်နေပြီးအမျိုးသမီးတွေမိန်းကလေးငယ်တွေကလေးငယ်တွေနဲ့စစ်တေးရက်ဆက်ကြံကြံမှုအခါစီခံနေရတယ်လို့တာမတ်ကြီးကကုလနိုင်နိုင်ငံတကာဥပဒေစကားပေးလိုက်ပါတယ် မြန်မာနိုင်ငံမှာလုံခြုံရေးပြဿနာအဆမတန်ကြီးမားနေပြီးအမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေဟာနေစင်တဲ့မြအဆောက်တရောက်အောင်နေထိုင်နေရပြီးဆရာနာရှင်ကိုတိုက်ထုံနေတဲ့အမျိုးသမီးတွေရဲ့ချက်ခိုင်မှုကိုလည်းအထူးချီးကျူးဂုဏ်ပြုရမယ်လို့ဆိုပါတယ်။ အရင်တော့အစိုးရလက်ထက်အမျိုးသမီးကဏ္ဍမြင့်တင်ပေးနိုင်မှုအမျိုးသမီးအခွင့်အရေးကာကွယ်ပေးနိုင်မှုခြေနေရ2022ခုနှစ်ဖေဖော်ဝါရီလမတရားစစ်အာဏာသိမ်းမှုကြောင့်တိုးတက်မှုတွေအလုံးစုံရုပ်ခဲ့ရပြီးအမျိုးသမီးခွင့်အရေးတွေရောနေကြဆင်းကဆရာဇွဲမှုတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရမှုကအကျိုးစိတ်ပြည့်ဝင်နေပဲကောင်းတယ်လို့တမ်မကြီးကပြောပါတယ် ဆရာနာသိန်းလေးနေကျော်တွင်ဆဲအိုစုနဲ့ဆက်ဆက်သူရိယာလူသားမျိုးနွယ်ရေးပေါ်ကျူလုံးနဲ့ဆီယဆွေမူရီကိုနိုင်ငံတော်ရှင်အမျိုးသမီးတွေနဲ့ကလေးငယ်တွေအပါဝင်အရက်သားပြည်သူတွေပေါ်ရက်ဆက်စွာကျူလုံးနဲ့လို့တမ်းမကြီးကဆိုပါတယ်သာသောစတက်ပေါ်ပြင်မှန်ထားတဲ့အရေးယူပိတ်ဆို့မှုတွေစတက်ထံတို့လက်နက်ခင်ရင်လေးရင်စင်းတဲ့ငွေကြေးစီစဉ်မှုတွေရတဲ့မှုရန်ဆွေးမှုကျူးလွန်သူတွေကိုတောင်းခံမှုရှိစေရေးအရေးယူပေးဖို့သံမကြီးကတောင်းဆိုတိုက်တွန်းလိုက်ပါတယ်